နှစ်30ကြာအောင်ဇက်မြုပ်နေခဲ့တဲ့ဂွင်းဆက်လူတက်သမားအဲ့ဒီဂွင်းဆက်လူတက်သမားရဲ့နာမည်က Joseph Jane D Angelo ါမှမဟုတ်ဂျိုးပဲဖြစ်ပါတယ်ဒီဖြစ်တဲ့စဖြစ်တုန်းကတော့ဂျိုးကအသက်28နှစ်ရှိနေဖြစ်ပြီးတော့ကယ်လီဖိုးနီးယားမှာရေတရောက်လုံနေခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းပြဿနာကတော့ဂျိုးကလူတွေကိုဒုက္ခပေးရမှာမိသားထိုင်သာရှိရဲ့မွေးရပါပီဇာပါလာတာပဲဖြစ်ပါတယ်အဲလိုနဲ့1984ခုနှစ်ရဲ့တည့်ရက်မှာတော့သူကလူတွေရဲ့အိမ်တွေကိုဖောက်ဝင်ပြီးရင်တွေးတဲ့ပစ္စည်းတန်ဖိုးရှိရှိမရှိရှိခိုးတာတွေစလုပ်ခဲ့ပါတယ်ပုံမှန်တကိုးတွေကတော့တန်ဖိုးကြီးတာတွေပဲခိုးတယ်ဆိုပေမဲ့ဂျိုးကတော့အဲ့လိုလုံးဝမဟုတ်ပါဘူးခလေးစုဘူးတို့အမတ်တရားစာ ထွင်းထားတဲ့လက်စွပ်တို့အဲဒီလိုမျိုးတွေးတဲ့ပစ္စည်းကိုပဲခိုးပြီးတော့လူတွေကိုစိတ်ကတိကောက်ဖြစ်အောင်လုပ်နေခဲ့တာပဲဖြစ်ပါတယ်နောက်တော့သူကရဲအရာရှိတယောက်ဖြစ်နေတော့ခိုးမှုတွေမှာရဲတွေကဘယ်လိုမျိုးသဲလွန်စားနေရှာလဲဆိုတာကိုကောင်းကောင်းသိနေတာပဲဖြစ်ပါတယ်အဲဒီတော့ရဲအဖမ်းမခံရအောင်ရှောင်းတင်တာတွေရှောင်းပြီးရင်အဲဒီလိုနဲ့နှစ်နှစ်လောက်ခိုးနေခဲ့တဲ့ဆိုပေမဲ့ဘယ်သူမှသူ့ကိုတန်လျာမဝင်ခဲ့ပါဘူး ိုင်မဲ့လည်းအချိန်လေးကြာလာတဲ့အခါမှာဂျိုဒီယောင်ခိုးပဲခိုးနေရတာကိုပြင်းလာခဲ့ပါတယ်။အဲဒီလိုနဲ့လူတွေရဲ့အိမ်ထဲကိုလိုက်ဖောက်ဝင်ပြီးရင်အမျိုးသမီးတွေကိုတွေ့ရင်စော်ကားတာမျိုးတွေကိုသူကပြောင်းလို့လာခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးသုံးနေအဲဒီလိုမျိုးသုံးနေလောက်လောက်အပြီးမှာတော့သူကထပ်ပြီးတော့ပြင်းလာခဲ့ပြန်ပါတယ်။အဲဒီလိုနဲ့အိမ်ထဲကိုဖောက်ဝင်လာတဲ့အချိန်ကြာရင်တွေ့ရတဲ့သူတွေကိုတပ်ပစ်ထားမျိုးတွေပါသူကထတ်လုလာခဲ့တယ်ဗျ။အဲဒီလိုမျိုးလုလာခဲ့တာခုနှစ်နှစ်လောက်ကြာသွားပြီးတော့1986ခုနှစ်ကိုရောက်လာတဲ့အခါမှာသူ့ရဲ့အသက်40ဝန်းကျင်ရှိသွားပြီဖြစ်တဲ့ဂျိုက ရဲအလုတ်ကနေအနားယူလိုက်ပါတယ်ဒါမှလည်းလူရီရဲ့အိမ်ထဲကိုလိုက်ခိုးဝင်ပြီးတော့ရာဇဝမှုတွေကျူးလွန်နေတာကိုတော့သူကမရက်တန်ခဲ့ပါဘူးမှတ်တမ်းတွေအရတော့သူကအချိန်၁၀နှစ်ကျော်အတွင်းမှာအိမ်ပေါင်း၁၂၀ကိုဖောက်ထင်းဝင်ရောက်ခဲ့ပြီးတော့အမျိုးသမီး50တယောက်ကိုစော်ကားပြီးလူသက်မှု73ခုကိုကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်ဒါမှလည်း2ဆက်ဆံပဲအဲ့ဒီနှစ်မှာသူက ရာဇဝမှုတွေကျူးလွန်တာကိုထူးဆဆန်းရက်လိုက်ခဲ့ပါတယ်ရက်ချင်လို့တော့မဟုတ်ပါဘူးဘာလို့လဲဆိုရင်တော့1986ခုနှစ်ကနေစပြီးရဲတွေကရာဇသားတွေကိုချီယာခံဖမ်းဆီးဖို့ ို့အတွက် DNA တွေကိုစသုံးလာခဲ့လို့ပါပဲသူ့အနေနဲ့အခင်းဖြစ်တဲ့နေရာတွေမှာ DNA တွေအများကြီးခြံထားခဲ့ပြီးပြီဆိုတော့အကယ်၍များရာဇမှုထက်ကျွန်းလို့ရင်းနဲ့ရဲတွေကသူ့ရဲ့ DNA ကိုတိုက်စစ်မိသွားခဲ့ရင်တန်းအဖမ်းခံရမှာပဲဆိုပြီးတော့ဂျိုးကကြောက်ပြီးတော့ရက်တန့်သွားခဲ့တာပဲဖြစ်ပါတယ်အဲလိုနဲ့သူကတာမန်လူတယောက်လိုမျိုးအေးအေးဆေးဆေးနေထိုင်ရင်းနဲ့နှစ်20ကြာသွားပြီး2006ခုနှစ်ကိုရောက်လာတဲ့အထိဘသူကမှသူ့ကိုတတိတော်မထားမိခဲ့ပါဘူးဒါပေမဲ့အဲ့ဒီနှစ်မှာပဲအဲ့ဒီဆက်ရှုပ်ကြီးတဲကိုနောက်ထပ်လူတယောက်ပါလာခဲ့ပါ ါတယ်။သူ့ရဲ့နာမည်ကတော့မီချဲပဲဖြစ်ပါတယ်။မီချဲကအသက်36နှစ်ရှိသွားပြီဖြစ်ပြီးတော့ True Crime Daily ဆိုတဲ့ website မှာပြန်မှန်မှုငင်းတဲ့အကြောင်းတွေကိုရေးသားနေတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီမီချဲကပဲ1980နဲ့1980ကြာတုန်းကကယ်လီဖိုးနီးယားမှာအိန္ဒိကိုဖောက်ဝင်ပြီးတော့စူဝါရဲရာဇဝမှုတွေကိုကျူးလွန်ခဲ့တဲ့ထူးဆန်းတဲ့လူကြီးအကြောင်းကိုစိတ်ဝင်စားသွားခဲ့ပါတယ်။အဲ့ဒါနဲ့သူမှလည်းသူမရဲ့ကိုယ်ပိုင် website မှာနေမကဘဲနဲ့မဂ္ဂဇင်းတွေအတွက်စောင်းမတွေရေးတဲ့နေရာတွေမှာပါအဲ့ဒီအကြောင်းကိုထည့်ရေးလာခဲ့ပါတယ်။ ဲ့တဖြည်းဖြည်းနဲ့သွေးအေးနေတဲ့အမှုကြီးကိုလူတွေကပြန်စိတ်ဝင်စားလာကြပြီးတော့ရဲတွေကိုတင်းလှမ်းပေးတာမျိုးတွေပါရှိလာခဲ့တာပဲဖြစ်ပါတယ်အဲဒီလိုနဲ့မိခဲပါနာမည်ကြီးလာခဲ့ပြီးတော့အဲ့ဒီအမှုကြောင့်ကိုစောက်ထုတ်ဝေဖို့ထုတ်ဝေတဲ့သူတယောက်ကကန့်လန်းလာခဲ့ပါတယ်အဲဒီအချိန်ထိဒီအမှုရဲ့နောက်ကမှတကယ်တရားခံကဘသူလဲဆိုတာကိုဘသူကမှမသိကြသေးပါဘူးဒါပေမဲ့လည်းမိခဲကတော့အဲ့ဒီစောက်ကိုအကောင်းဆုံးရေးနိုင်မှုအတွက်နေ့တိုင်းလေးလာတဲ့အရာတွေလုံတိုင်းစာရေးလိုက်နဲ့ကြာလာတော့စိတ်ဖိအားတွေကများလာခဲ့ပါတယ်ဒါပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာတော့ဒီမှု တွေအကုန်လုံးအမှုမှန်ပေါ်ပေါက်ပြီးတော့တရားခံကိုမိစေခြင်းနဲ့စိတ်တွေများလာတဲ့အခါမှာကျမရေးဟိုတောင်ဘီယူမဆိုင်ပဲနဲ့အလုတ်ကိုပို့ပြီးတော့ဖိလုလာခဲ့ပါတယ်အဲလိုနဲ့2016နှစ်ကိုရောက်လာတဲ့အခါမှာတော့သူမရေးနေတဲ့စာအုပ်ကသုံးပုံနှစ်ပုံလောက်ပြီးသွားခဲ့ပါတယ်ဖြစ်ချင်တော့အဲ့ဒီနှစ်မှာပဲမိချက်တယောက်လုံးဝမထင်မှတ်ထားတဲ့အရာတွေကိုကြုံတွေ့ခဲ့ရပါတော့တယ်ဒီအကြောင်းကိုဆက်မသွားခင်မှာသူမရဲ့အမျိုးသားအကြောင်းကိုတော့ထည့်ပြောမှပို့ပြီးတော့ပြည့်စုံပါမယ်ဖြစ်ပါတယ်မိချက်အမျိုးသားရဲ့နာမည်ကတော့ပတ်တွန်အော်ဝါစ်ပဲဖြစ်ပါတယ်အားလုံးသိအောင်ပြောရမစွင်တော့ရာဒါ တူလီဆိုတဲ့ကာတွန်းကားထဲမှာချောကလေးနေရာကနေအတန်တေးဥဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။နောက်ပြီးတော့သူကအေဂျင်အောင်ရှိလို့မျိုးနာမည်ကြီးစီးရီးတွေမှာလည်းအတေးဥဆောင်ခဲ့သေးတယ်ဗျ။တော်တော်များများကတော့သူ့ရဲ့နာမည်ကိုမသိရင်တော့လူကိုတော့သိကြမှာပဲဖြစ်ပါတယ်။တမနက်မှာတော့သူကဇနီးတဲ့မိချဲရဲ့အခန်းထဲကိုဝင်သွားခဲ့ရင်နဲ့မိချဲတယောက်အသက်မရှူတော့ဘဲနဲ့အိမ်နေရင်စုံမသွားခဲ့တာကိုသိရှိသွားခဲ့ပါတယ်။နောက်ပိုင်းစစ်စစ်မှုတွေလုပ်တော့မှပဲမိချဲကသူ့ကိုဆီယံဝန်ပေးထားတဲ့ဇနီးအလွန်ကြုံတောင်းမိတာရဲ့နှလုံးရုတ်တရက်ထောက်ပေါက်တာတို့ရဲ့ကြောင့်စုံမသွားခဲ့ တာပဲဖြစ်ပါတယ်ပတ်တွန်းလဲဇနီးတဲ့ယုတ်ရက်ဆုံးသွားတဲ့အခါမှာတော်တော်လေးကိုကြေကွဲဝန်းနေသွားခဲ့ရပါတယ်ဒါမှမဟုတ်သူ့ရဲ့ဇနီးတဲ့ကအခုနောက်အမှုတွေကိုဘလောက်တော့အမှုမှန်ပေါ်စေချင်ပြီးတော့ရေးတဲ့စာအောင်ကသူမတက်ဘလောက်တော့အရေးပါလဲဆိုတာကိုသူကကောင်းအောင်တည်ခဲ့ပါတယ်ဘာလို့လဲဆိုရင်တော့အဲ့ဒီနေ့တောက်ဆောင်တော့မီရှက်တယောက်အဲ့ဒီစာအောင်ကိုစူးစမ်းပတ်စားရေးနေတာကိုသူကနှိမ့်တိုင်းတွေ့နေရလို့ပါပဲအားနဲ့ပဲအဲ့ဒီစာအောင်ကိုပြီးအောင်ရေးပြီးတော့ရအောင်ထုတ်ဝေမယ်လို့သူကဆုံးဖြတ်လိုက်ပါတော့တယ်အဲ့လိုနဲ့သူကတည်င်းနောက်တယောက်ရဲ့မီရှက်နဲ့အတူအလုံးလုံးနေတဲ့သူတ တနာသမားတယောက်ရဲ့ကိုအလုတ်အပ်ခဲ့ပြီးတော့မီချမ်းရဲ့စာမှုရမ်းရဲ့မှတ်စုတွေအကုန်လုံးကိုပေးလိုက်ပါတော့တယ်ပြီးတော့သူတို့တုံးအောင်အတူပေါင်းပြီးတော့အဲ့ဒီစာကိုဆက်ရေးခဲ့ကြရင်းနဲ့2018ခုနှစ်အရောက်မှာတော့စာအုပ်လေးကထွက်လာခဲ့ပါတော့တယ်အဲ့ဒီစာအုပ်ကတော့ချက်ချင်းကိုနာမည်ကြီးသွားခဲ့ပြီးတော့နီရောတိုင်းရဲ့ရောင်းအကောင်းဆုံးစာရင်းမှာနမနစ်နေရာကိုချိတ်သွားခဲ့ပါတယ်အဲ့ဒီမျိုးနာမည်ကြီးသွားတာနဲ့အတူအခုထိအမှုမှန်မပေါ်သေးတဲ့အမှုတွေကိုလည်းလူတွေကပြန်ပြီးတော့စိတ်ဝင်စားလာခဲ့ပါတော့တယ်အဲ့ဒီလိုမျိုးလူတွေကြားထဲမှာရိုးတဲတဲ့ဖြစ်နေတော့တစ်ဖက်မှာတော့ ရဲတွေကလည်းကယ်လီဖိုးနီးယားမှာ90နဲ့89ကုနှစ်ကြာဖြစ်ခဲ့တဲ့ပူကင်းနေအတွင်းတရားခံကိုဖမ်းနိုင်မှုအတွက်စ조사နေကြတယ်ဆိုတာပါပဲသူတွေကအခင်းပြတဲ့နေရာကနေ DNA တွေနမူနာရထားတယ်ဆိုပေမဲ့ရဲဌာနရဲ့ database ထဲမှာရှိတဲ့ DNA တွေနဲ့ဘာမှဆက်လုပ်လို့မရဖြစ်နေခဲ့ပါတယ်သူတွေကအခင်းပြတဲ့နေရာကနေ DNA နမူနာတွေကိုရထားတယ်ဆိုပေမဲ့ရဲဌာနရဲ့ database ထဲမှာရှိတဲ့ DNA တွေနဲ့အဲ့ဒီ DNA တွေကခန့်ညှို့မှုရှိတဲ့အခါမှာဘာမှဆက်လုပ်လို့မရခဲ့ပါဘူးအဲ့ဒါနဲ့ရဲတွေလည်းကြံရမရဖြစ်နေတော့မှာပဲတည့်ရမှာတော့ ့ဘယ်ကမှမသိတဲ့အကြံတစ်ခုကိုရသွားခဲ့နေပြ။အဲ့ဒါကတော့ကိုယ့်ရဲ့ DNA နမူနာကိုထည့်လိုက်မယ်ဆိုရင်ကိုမိသားစုရဲ့တမိုင်းချောင်းကိုပြောပြပေးတဲ့ဆိုတဲ့ website တစ်ခုမှာလူသက်တမားရဲ့ DNA ကိုသွားတင်ပေးဖို့ပါပဲ။ရဲလေမယုံတဝဲယုံတွေဝဲနဲ့တင်ကြည့်လိုက်တဲ့အခါမှာတော့လူအယောက်တထောင်လောက်ရဲ့စီရင်ကထွက်လာခဲ့ပါတော့တယ်။အဲ့ဒါနဲ့အဲ့ဒီစီရင်ကလူတွေကိုနောက်ကျောင်းလိုက်ရင်းနဲ့တန်တရားတရားကံဖြစ်နိုင်တဲ့လူကိုရှာခဲ့ကြရပြ။အဲ့ဒီမှာပဲဘသူမှတခါလေးတောင်တန်တရားမဝင်မှုတဲ့အရာရှိဟောင်းဂျိုးကလည်းအဲ့ဒီစီရင်ထဲမှာပန်းနေရကိုတွေ့သွားခဲ့ပ ါပါတယ်အဲဒီအချိန်မှာဂျိုကအသက်82နှစ်ရှိနေပြီဖြစ်ပြီးတော့ရွေးရည်နဲ့သူ့ရဲ့နောက်ကျောင်းကိုလိုက်စစ်ကြည့်တဲ့အချိန်မှာအဲဒီမှုကင်းတွေဖြစ်တဲ့အချိန်တုန်းကဂျိုကလည်းအဲဒီအနီးနားမှာပဲဆိုတာကိုတွေ့သွားခဲ့ပါတော့တယ်ဒါမှမဟုတ်အခင်းဖြစ်တဲ့နေရာမှာတွေ့ခဲ့ရတဲ့ DNA တွေနဲ့သူ့ရဲ့ DNA တွေကကန့်ကျင်မှုရှိတဲ့ဆိုတဲ့သက်တေကိုရမှာရွေးရည်နဲ့သူ့ကိုဖမ်းနိုင်မှာဆိုတော့တော်တော်လေးကိုကောင်းစားသွားခဲ့ကြပါတယ်ဘာလို့လဲဆိုရင်တော့ဂျိုကလည်းရွေးရည်ကိုသူ့ရဲ့ DNA အသားတကြီးပေးမှာမဟုတ်တလို့ရွေးရည်ကလည်းသူ့ကိုအတင်းဖမ်းပြီးတော့စစ်လို့မရဘူးဆိုတာပါပဲအဲဒီနောက်မှာတော့ရွေးရည်ကလည်းသူ့ ့ရဲ့အိမ်သားမှခူးချောင်ခိုးဝက်ချောင်းနေရင်းနဲ့သူပြစ်လိုက်တဲ့အမိုက်ထုတ်တွေကိုသွားခိုးကြည့်ခဲ့ကြပါတယ်။နောက်ပြီးအဲ့ဒီကနေသူ့ရဲ့ DNA ကိုရအောင်ယူပြီးတော့သူတို့ရထားတဲ့ DNA ကိုတိုက်စစ်ကြည့်လိုက်တဲ့အချိန်မှာတော့အတော်ကြာပြောင်းနေတဲ့ရာစုကောင်ကြီးကိုလက်ဘူးလက်ချက်မိသွားခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုနဲ့ပဲဂျူဒီယောင်သူ့ရဲ့နောက်ဆုံးလူသတ်မှုကိုကျူးလွန်ခဲ့တာ32နှစ်အကြာပြီးချိန်မှာပဲရွေးရီဖန်တာကိုခံလိုက်ရပါတော့တယ်။နောက်ဆုံးမှတော့ဒီမူကတက်တဲ့ခိုင်းလုံနေပြီဖြစ်တာကြောင့်တိတ်တောင်မကြခဲ့မနဲ့ဂျူဒီယောင်ထောင်နဲ့တက်တက်ကြွကြာသွားခဲ့ပါတော့တယ်။2020ခုနှစ်အရောက်မှာတော့ ော့မီရှေရဲ့စာအုပ်ကိုလည်း HBO ကနေ Ivy Queen in the Dark ဆိုတဲ့နာမည်နဲ့ပဲစီးတစ်ခုရိုက်ခဲ့ပါတယ်။ကရေးများပတ်တွန်းတာမီရှေရဲ့စာအုပ်ကိုပြီးအောင်ဆက်မီရေးခဲ့ဘူးဆိုရင်အဲ့ဒီအဖြစ်ကိုလူတွေလည်းသတိထားမိမှာမဟုတ်သလိုအဖိုးကြီးကိုလည်းရဲတွေကမိသွားလောက်မှာမဟုတ်ပါဘူး။အခုတော့စာအုပ်တအုပ်ရဲ့ကောင်းမှုနဲ့ရာဇဝတ်ကောင်အဖိုးကြီးကိုအိုကြီးအိုမဖြစ်တော့မှာပဲထောင်ထဲတသက်တကျွန်းချသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ရောဒီမူကနေဘာတွေသင်ခန်းစာရခဲ့ရလဲဆိုတဲ့ပတ်သက်ပြီးတော့ကောမမဝင်းမြပြီးသွားခဲ့ကြပါအောင်ဗျာ။ဝီလေးကိုစုံလိ ြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်